ီ6လပိုင်းမှာမိတ်ဆွေရဲ့ကံကဘာတွေဖြစ်နေမလဲဒီနေ့မှာတော့ရာဟုသားပြီးတော့တက်တော့ကနမိတ်ကြောင့်ကြည့်ပြမှာဖြစ်ပါတယ်အချီအိမ်တော်ကြီးစီးပွားရေးငွေကြေးကျမကြီးပညာရေးပြီးွားရေးသားပြီးကံစုံလျောင်လေးကြည့်ပြမယ်ပြီးရင်ဘီရဲ့အနောက်မှာကြောင့်ရတရားလေးလည်းပြီးမယ်ဒီရတရားလောက်ထားမယ်ဆိုရင်ဒီ6လပိုင်းမှာရာဟုသားပြီးတော့ကံကောင်းခြင်းတွေကုစီကိုရောက်လာမှာဖြစ်ပါတယ်ကြရအောင်ပြောင်းလုပ်ပြပါကျွန်တော်အကြံပြုချင်ပါတယ်မိတ်ဆွေရဲ့အချစ်အိမ်တော်ကြီးတွေကံညက်နေတဲ့ဆိုရင်အမြန်ဆုံးပြန်လဲကောင်းမွန်ရအောင်ပါခင်ဗျာ ပြီးတော့ဗီဒီယိုလေးမစတင်ခင်မှာကျွန်တော်အကူအညီလေးတစ်ခုတောင်းကျင်ပါတယ်ဒီဗီဒီယိုမြန်မာနဲ့ share ချင်းဝင်မြချင်းပြန်ကုလို့ယူလိုက်ပါခင်ဗျာကို့လိုမျိုးပဲအခက်အခဲအကျက်တွေဖြစ်နေတဲ့သူတွေမြင်တွေ့သွားမယ်ဆိုရင်ဒါထပ်တူကုလို့ရမှာဖြစ်ပါတယ်ဒီဗီဒီယိုကို share ဖို့လုံးဝလုံးဝမေ့ပါနဲ့ခင်ဗျာမိတ်ဆွေတို့ share ပွားပြီးဆိုရင်ကဲ join တူတူလက်ချကြမယ်ခင်ဗျာဒီ6လပိုင်းမှာကံကောင်းနေလားကံဆိုးနေလားနှခွန်းနဲ့မေးရင်ကောင်းအားက40လောက်ပဲရှိတယ်တတိထားရမှာက60လောက်ရှိပါတယ် ဘာတွေကကောင်းနေတာလဲဘာတွေသတိထားရမလဲဆိုတာကိုအသေးစိတ်လေးကျွန်တော်ဖတ်ပြပေးမှာဖြစ်ပါတယ်နံပါတ်တစ်ချက်အနေနဲ့ငွေကြေးဥစ္စာပစ္စည်းနဲ့ပတ်သက်တာနည်းနည်းလေးယူဆစေချင်ပါတယ်။ကိုယ်စုဆောင်တဲ့ငွေကြေးတွေနော်အလွဲသုံးစားလုပ်တဲ့သူတွေတော့ကြောက်ကိုယ်မှအဆင်ပြေဖြစ်တတ်ပါတယ်။အထူးပြုစားရမှာကကိုယ့်ရဲ့မိသားစုဝင်တယောက်တယောက်ကြောင့်ကိုယ့်ရဲ့စုဆောင်ထားတဲ့ငွေကြေးတွေပလုံသွားတတ်ပါတယ်။ဒီတစ်ချက်ကိုတော်တော်လေးယူဆရမှာဖြစ်ပါတယ်။နောက်တစ်ချက်ကောင်းနေတာကမိတ်ဆွေကန်နဲ့ပတ်သက်တာ အရန်ကောင်းတယ်လို့ဆိုရပါမယ်။ကောင်းတယ်ဆိုပေမဲ့လည်းအကောင်းနဲ့အဆိုးနဲ့ဒွန်သွဲနေတဲ့ကောင်းတဲ့မိတ်ဆွေတွေကများတယ်။သတိထားရမှာကကိုအရန်ချီရတဲ့မိတ်ဆွေအရန်ခင်ရတဲ့မိတ်ဆွေအသွင်းလူတွေကကိုတစ္ဆာဖောက်တတ်ပါတယ်။ဒါကြောင့်မိတ်ဆွေကန်နဲ့ပတ်သက်မယ်ဆိုရင်အကောင်းနဲ့ဆိုးနဲ့ဒွန်သွဲတယ်။ကိုသတိထားနိုင်မယ်ဆိုရင်တော့အဆင်ပြေပါတယ်ခင်ဗျာ။မိတ်ဆွေရဲ့အကူအညီထောက်ပံ့ကြအလောက်ကန်နေဆင်ပြေတာမျိုးနော်အလောက်ကန်တွေရရှိတာမျိုးအလောက်တွေနော်အောင်မြင်သွားတာမျိုးတွေဂျုံတွေ့ရတတ်ပါတယ်။ နောက်တစ်ချက်ကောင်းတာကအိမ်ချမ်းမြေနဲ့ပတ်သက်တာအရန်ကောင်းပါတယ်ဒီလို6လပိုင်းမှာ Yahoo တာရီနဲ့အိမ်ချမ်းရောင်းမဲ့သူတွေအိမ်ချမ်းဝယ်မဲ့သူတွေအိမ်ချမ်းနဲ့ပတ်သက်တဲ့ကိစ္စတွေလောက်ကံမဲ့ဆိုရင်အရန်ကြိုးပြီးပါတယ်ကိုယ့်ရဲ့မိသားစုဝင်ထဲမှာဒီထားရမှာကလူကြီးတွေပေါ့နော်ဒါကိုယ့်မိသားစုဝင်ထဲမှာတယောက်တစ်ယောက်ကဒါဒူးနဲ့ပတ်သက်တာခြေထောက်နဲ့ပတ်သက်တာအနာတရဖြစ်တတ်ပါတယ်ဒီတစ်ချက်တော့တော်တော်လေးခီးဆိုင်ရတယ်မှာပါပါတယ် လူငယ်တွေရဲ့ရမ်းတစ်ချင်တဲ့အခြေအနေပတ်သက်တာကောင်းတယ်ပဲဆိုရပါမယ်အခြေရေးအစင်မပြေတဲ့သူတွေအခြေအကြောင်းတော့ကများနေတဲ့သူတွေအခြေအကြောင်းအမြဲတမ်းလိုလိုပူပန်နေရတဲ့သူတွေရှိတယ်ဆိုရင်ခံကောင်းပါတယ်မမျော်လင့်တာပဲကိုယ့်ရဲ့အခြေတွေပြန်လဲအစင်ပြေတတ်ပါတယ်ကိုယ့်ရဲ့ခြေတူကကိုယ့်ဥပိ္ပခါပြုတ်သွားတယ်ကိုယ့်ကိုထားခဲ့တယ်ပြန်မလာတော့ဘူးထင်တဲ့အချိန်မှာပြန်လဲရောက်ရှိလာတတ်ပါတယ်ဒါကြောင့်အခြေအနေပတ်သက်မယ်ဆိုရင်ကောင်းတယ်လို့ဆိုရပါမယ်မကောင်းဘူးညံ့နေတယ်ဆိုရင်ဘေးရအနောက်မှာကြောင်ရေတရာလေးပေးမယ် ဒီရည်ရာကိုယုံယုံကြည်တဲ့လောက်ပါကိုယ့်ရဲ့အခြေတွေတေချာပေါ့အစဉ်ပြီးတော့မှဖြစ်ပါတယ်ခဏမှကြောက်ပြောခဲ့သလိုပဲကို့မှာအသွင်းလူရှိနေပါတယ်အသွင်းလူဆိုတော့အသွင်းရံကိုပြောတာကို့မှာအသွင်းရံလူရှိနေတဲ့ကြောင့်မို့မိတ်ဆွေတို့အနေနဲ့ဂရုစားရမှာကနော်ကိုယ့်ရဲ့ရံတူကကို့ကိုဒုက္ခပေးဖို့အမြဲချောင်းမြောင်းနေတယ်အမြဲတမ်းလိုလိုကို့စိတ်ထိခိုက်အောင်လုပ်ဖို့နော်ကြံရွယ်နေတယ် ဒါရောက်ကျောင်းနေနဲ့အကြံပြုရမယ်ဆိုရင်တော့နော်ကိုယ့်ရဲ့အသွင်းရန်တူရှိတဲ့အတွက်ကြောင့်မို့ view site ပါကိုယ်အရန်ချိရတဲ့မိတ်ဆွေတွေအရန်ခင်ရတဲ့မိတ်ဆွေကောင်ကိုကိုဒုက္ခပေးတတ်ပါတယ်အိမ်အောင်ရေးနဲ့ပတ်သက်မယ်ဆိုလည်းဒီတိုင်းပါပဲကိုယ့်ရဲ့အရန်ခင်ရတဲ့မိတ်ဆွေတွေကိုယ့်ရဲ့အိမ်အောင်ရေးကိုနော်ထိခိုက်အောင်လှုပ်လာနိုင်တယ်ခိုဘက်ချမ်းမှာလည်းမိထိုးတယ်ဒီဘက်ချမ်းမှာလည်းမိထိုးပြီးတော့ကိုယ့်ရဲ့အိမ်အောင်ရေးကိုပြက်ပြောင်းအောင်လုပ်နိုင်ပါတယ်တော့နေနဲ့အကြံပြုရမယ်ဆိုရင်တော့အိမ်အောင်ရေးနဲ့ပတ်သက်မယ်ဆိုရင် view site ပါကိုယ့်ရဲ့အိမ်အောင်ဘက်ကိုကိုတကြီးခံပါ ဒီ6လပိုင်းမှာရဟုတ်သားမိအတွက်အိမ်တော်ကြီးကံကညံ့နေပါရယ်ဘေးရလူတွေအတွက်ကြောင့်ကိုယ့်ရဲ့အိမ်တော်ကြီးတွေဖြစ်လို့ဖြစ်စီတွေလောက်တဲ့အတွက်ကြောင့်မို့ပြက်စီသွားတတ်ပါတယ်။ဒါကြောင့်အိမ်တော်ကြီးနဲ့ပတ်သက်မယ်ဆိုရင်ဂရုစားရမယ့်ထဲမှာပါပါတယ်။ကျမကြီးနဲ့ပတ်သက်မယ်ရေဝဲအပြည့်တော့ကျမကြီးအကောင်းတယ်ဂရုစားရမှာကအသွားအလားပြီးရင်ကိုယ်လောက်တဲ့အလုပ်တွေကနော်အန်ရရှိမရှိဂရုစိုက်ပါကိုယ်လောက်တဲ့အလုပ်ကနော်ထိခိုက်မှုရှိတယ်ဆိုရင်ဂရုစိုက်ပါအဲ့လိုအလုပ်ထဲမှာဒါအနာတရားဖြစ်တတ်ပါတယ်ဒီချက်တော့ဂရုစားရမယ့်ထဲမှာပါပါတယ်နော်။ ညာရေးနဲ့ပတ်သက်မယ်ဆိုရင်ရေးဖို့ရအပြည့်တော့ပညာရေးကကောင်းတယ်ဆိုရပါမယ်ကိုယ့်ရဲ့เนาะစူးစမ်းမှုဖြင့်เนาะပညာရေးကအောင်မြင်သွားလိမ့်မယ်ခရူးဆိုင်ရမှာကကိုယ့်ရဲ့မိတ်ဆွေတကယ်ချင်းကံကเนาะကောင်းတယ်ဆိုပေမဲ့เนาะအသွင်းရန်ရှိနေတဲ့အတွက်ကြောင့်မို့ကိုယ်အယမ်းခင်ရတဲ့မိတ်ဆွေအယမ်းချစ်ရတဲ့မိတ်ဆွေတွေเนาะ မောင်နှမလိုပေါင်းနေတဲ့မိတ်ဆွေတွေကိုဒုက္ခပေးတတ်တယ်သူတို့ကြောင့်ကိုယ်မှာပြည့်လို့ပြည့်စီဖြစ်ပြီးတော့ကိုယ့်ရဲ့ပညာရေးတွေနှောင့်နှေးသွားတတ်တယ်ဒါကြောင့်ပညာရေးနဲ့ပတ်သက်မယ်ဆိုရင်ယူဆရမှာကအရန်ခင်ရတဲ့မိတ်ဆွေတွေကကိုယ့်ရဲ့ပညာရေးကိုဖြည့်လို့ဖြည့်စီတွေလောက်လာနိုင်တယ်ဒီတစ်ချက်တော့ယူဆပါခင်ဗျာအလောက်ကန်နဲ့ပတ်သက်မယ်ဆိုရင်အရန်ကောင်းတယ်လို့ဆိုရပါမယ်မိတ်ဆွေတင်ငယ်ချင်းအကူအညီအထောက်ပံ့ကြကိုယ့်ရဲ့အလောက်ကန်လေးတွေအစဉ်ပြေသွားတတ်တယ်ကိုယ့်ရဲ့အလောက်လေးတွေအောင်မြင်သွားတတ်ပါတယ်အလောက်ကန်ကအရန်ကောင်းတယ်လို့ဆိုရပါမယ်ခင်ဗျာ ပြီးတော့အလောက်တိုးချဲ့မဲ့သူတွေနော်အလောက်တည်းစားတင်မဲ့သူတွေအလောက်ပြောင်းမဲ့သူတွေတငယ်ချင်းအကူအညီအထောက်ပံ့ယူပါသိကြပါအစဉ်ပြေသွားမှာဖြစ်ပါတယ်အလောက်ကန်အစဉ်မပြေဘူးဆိုရင်လည်းဘေးရဲအနောက်မှာကျွန်တော်ရေတရာလေးပေးမယ်ဒီရေတရာကိုဖြစ်အောင်လုပ်ပေးပါခင်ဗျာကံနဲ့ပတ်သက်ပြီးတော့ဒီ6လပိုင်းမှာယာဟုတားမိတဲ့လုံးဝလုံးဝအချုံမပေးတဲ့ကာလတစ်ခုဖြစ်ပါတယ်ကံနဲ့ပတ်သက်ပြီးတော့လုံမယ်ဆိုရင်တေချာပေါင်းမိတ်ဆွေ စုဆောင်လာတဲ့ငွေကြေးအောက်စာပစ္စည်းတွေပလုံသွားတတ်ပါတယ်။ဒါကြောင့်ကံနဲ့ပတ်သက်ပြီးတော့လုံးဝလုံးဝမလုပ်သေးပါဘူးခင်ဗျာ။ကိုကကံဆန်းကျင်တယ်ဆိုရင်တော့ကိုးပါတဲ့နံပါတ်တွေကကိုကောင်းချိုးပေးတယ်။ကိုးပါတဲ့နံပါတ်တွေကမိတ်ဆွေတွေကံကောင်းတဲ့နံပါတ်ဖြစ်ပါတယ်။ကံကောင်းနေတဲ့အရာကအဖြူရောင်ရဲပြီးတော့မိကိုအရာတွေကကံကောင်းပါတယ်ခင်ဗျာ။ ဒီအရာတွေကိုကိုကအရေးကြီးတဲ့နေရာမှာဝစ်စင်တာမျိုးအရေးကြီးတဲ့ကိစ္စတွေပြောဆိုမယ်ဆိုရင်ဒီအရာဝစ်စင်ချင်အားဖြင့်မိတ်ဆွေကံကောင်းမှုတွေရရှိမှာဖြစ်ပါတယ်။နောက်တစ်ခုအရန်ကောင်းတာကနော်ဒီ6လပိုင်းမှာရာဟုတာမိနေနဲ့ခီဝေးသွားတာတွေခီးထက်တာတွေလုံဝလုံဝအကျိုးပေးပါနဲ့ခင်ဗျာ။ကိုမျောမန်းနာတဲ့ခီးစင်တွေလည်းထွက်ရတတ်ပါတယ်။အုံမပီဇာဆောက်စားနေတဲ့နိုင်ငံသားသွားဖို့ပေါ့နော်။ဟိုသွားဖို့ဒီသွားဖို့နော်ဆောက်စားနေတဲ့ကိစ္စတွေရှိတယ်ဆိုရင်လည်းအလွယ်တကူအောင်မြင်သွားတတ်တယ်အလွယ်တကူအဆင်ပြေသွားတတ်ပါတယ်။ ဒါကြောင့်ရက်ဝေခီတွေလည်းအဆင်ပြေတယ်လို့ဆိုရပါမယ်။ကဲကျွန်ရက်တရားလေးပေးမယ်။ဒီရက်တရားကိုဖြစ်အောင်လုပ်ပေးပါခင်ဗျာ။ဒီရက်တရားကိုလှုပ်လိုက်ခြင်းအပြင်ဒီ6လပိုင်းမှာရာဟုတောင်းတွေအတွက်ကံကောင်းခြင်းတွေကုစီကိုကြောက်လာမှာဖြစ်ပါတယ်။ရက်တရားကိုဖြစ်အောင်လုပ်ပေးပါလို့ကျွန်တော်ကကြံရွေးချင်ပါတယ်ခင်ဗျာ။ရက်တရားကရမ်းလွယ်ကူပါတယ်။ရက်တရားလေးမပြောခင်မှာလှုပ်ရမယ့်အချိန်အရင်ကျွန်တော်ပြောပြပါမယ်။လောက်ရမယ့်ချိန်ကမိတ်ဆွေကံရန်ကောင်းချင်တယ်ဆိုရင်တော့တောက်ကြနေမှာပြုလုပ်ပါလောက်ရမယ့်ချိန်ကမနက်7:15မိနစ်မှာပြုလုပ်လို့ရပါတယ် အဆင်မပြေဘူးဆိုရင်လည်းမိတ်ဆွေရဲ့နေဖြစ်တဲ့ဒါရာဟုဆိုတော့ညနေပိုင်းဖြစ်သွားပြီဗုဒ္ဓနေ့မှာပဲပြုလို့ရမှာဖြစ်ပါတယ်ဗုဒ္ဓနေ့မနက်9:45နဲ့9မိနစ်မှာပြုလို့ရမှာဖြစ်ပါတယ်ဒီအချိန်ကမိတ်ဆွေတို့ဒုတိယကံကောင်းပါတယ်လောက်ရမယ့်ရည်ရာကအရန်လွယ်ကူပါတယ်မိတ်ဆွေကအဆင်ပြေတယ်ဆိုရင်ပေါ့နော်ပဲတီပင်ပေါင်းကြုံကိုဖျားမှာကလူပါစွန်းလေးနဲ့ပေါ့နော်စွန်းလေးရတစ်ခွက်ဟုတ်လားဟိုတတ်နိုင်နေဆိုရင်ပဲတီပင်ပေါင်းကြုံကတစ်ခွက်ဖျားကိုရိုးသေးနဲ့ကလူပါကုလူရည်ရာဖြစ်ပါတယ် မိတ်ဆွေကဒီထက်တက်နိုင်တယ်ဆိုရင်ပဲပြုတ်စီစမ်းလေထက်ကက်လူလို့ကြပါတယ်ဒီရရနှမျိုးကက်လူမဲ့ပြီတော့လေအဲ့ဒီနေ့မှာပဲပန်းအဖြူရောင်လေးတွေကက်လူရမှာဖြစ်ပါတယ်ပန်းအဖြူရောင်ကမိမိကြိုက်နေတဲ့ရပန်းအဆင်ပြေပါတယ်ပန်းအဖြူရောင်လေးတွေကိုလည်းဖျားမှာဖျားပန်းထိုးမယ်ပြီးတော့ခဏဝန်ကြော်ပြောတယ်ပဲပြုတ်စီစမ်းတော့လကောက်ပဲတီပင်ပေါင်းကြော်တော့လကောက်ဖျားကိုရိုးရိုးတေးတေးနဲ့ကက်လူရမှာဖြစ်ပါတယ်ဒီရရလှုပ်လိုက်ခြင်းအပြင်မိတ်ဆွေဒီ6လပိုင်းမှာ ကြုံတွေ့မယ်အလောက်ကိုင်းနေစီးပွားရေးတွေအိမ်ောင်ရေးတွေအချီရေးတွေကျန်းမာရေးတွေဆက်ဆက်ရကောင်းမွန်တော့မှာဖြစ်ပါတယ်အရေးကြီးတာတော့အခုကမိတ်ဆွေအမျှပေးဝေရတဲ့နေရာမှာအရင်ရေးကြည့်ပါတယ်ကဲဘယ်လိုအမျှပေးဝေရမလဲဆိုတော့မိတ်ဆွေကက်လူပြီးတာနဲ့နော်စီမီတွေအမွေးတရားတွေပူဇော်မယ်ပြီးရင်ဘုရားစစ်ခိုးမယ်စစ်ခိုးတတ်လို့စစ်ခိုးအမျှပေးခံဒီမှာမိတ်ဆွေက30ဘုံကျင်လည်ကြခုံတော့တတော်ဝအပေါင်းတွေကိုနော်ပေးဝေရမှာဖြစ်ပါတယ်အရန်လွယ်ကူပါတယ်။ဒါကြောင့်မိတ်ဆွေအမြပေးဝေးနေရမှာအရန်ရင်ကြည်ပါတယ်။ ိုယ့်အမျှကိုရရှိတဲ့ဒါ30ပုံမှာကျင်းလေကြောင့်တရဝါတွေကကိုယ့်ရဲ့အခက်အခဲတွေအကျက်တွေကူညီမှာဖြစ်ပါတယ်။မျိုးဆောင်တဲ့ရွာဆောင်တဲ့နယ်ဆောင်တဲ့တွေကလည်းဒါကူညီမှာဖြစ်ပါတယ်။ဒါကြောင့်မို့ဒီရေရာကိုဒါဖြစ်အောင်လေးလုပ်ပေးပါခင်ဗျာ။ဒီရေရာလှုပ်လိုက်ပြီးတော့မိတ်ဆွေတိတိတသာခက်ခဲတွေအဆင်ပြေသွားမှာဖြစ်ပါတယ်။ ျုံမိတ်ဆွေတွေနှစ်အစာနှစ်စုံကောင်းတော်မိတ်ကောင်းတော်တိတ်ကောင်းတော်ငွေကြီးနဲ့ပြည့်စုံပြီးပျော်စင်တော်မိသားစုဘဝတွေပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာဗီဒီယိုလေးအဆုံးမသက်ခင်မှာကျွန်တော်အကူအညီလေးတစ်ခုတောင်းချင်ပါတယ်ခင်ဗျာဒီဗီဒီယိုမျက်နှာနဲ့နော်ကိုလိုမျိုးပဲအခက်အခဲတွေအကျက်တွေရင်ဆိုင်နေရတဲ့သူတွေရင်တွေ့သွားရအောင်မိတ်ဆွေတို့အနေနဲ့နော် share ချင်းဝေမျှခြင်းပြီးကုလိုယူလိုက်ပါလို့ကျွန်တော်အကြံပြုချင်ပါတယ်အဲ့လို share ဝင်မြချင်းပြီးမိတ်ဆွေနဲ့ကျွန်တော်ကတတူကူတူရောက်มาဖြစ်ပါတယ်။ဒါမိတ်ဆွေရဲ့အခက်အခဲအားလုံးနဲ့ဒါပြေပြောက်သွားမှာဖြစ်ပါတယ်။ သူများရဲ့အကျိုးလိုလားနေဆိုရင်ကို့အကျိုးလည်းအရှင်ပြေမှာဖြစ်ပါလေခင်ဗျာ။ Okay ။နောက်နေ့မှပြန်လဲဆုံတွေ့ကြပါမယ်။ကျောင်းမေးစီတွေပျော်စင်ချမ်းသာကြပါစေခင်ဗျာ။